နေတို့ကိုကြတော့သူကအများကြီးတိကြတယ်။အဲဆိုဒီကောက်ခွေရွာသားဆိုတော့အမို့ကျမတို့လည်းပေါ့ဒီဒီရွာမှာသူမေးပြီးဝင်လာခဲ့တာ။အဝင်လို့ရတယ်ဆိုတော့သူဝင်လာခဲ့တာ။အာမဟုတ်ဘူး။ကျွန်တော် PDF ပဲဆိုတော့ဒူးတော့ခိုင်းပြီးတော့နှောကျောဘက်ကနေပေါ့ကျွန်တော်အဖွဲ့ရောသူတို့အဖွဲ့ရောတက်ကအဖွဲ့ရောရှိပါခင်ဗျ။အားလုံးအနဲ့အဲ့ကိုကလို့ပြစ်ခိုင်းလိုက်ပြစ်တပ်လိုက်တယ်။ပြစ်လိုက်ပြစ်တာသူတို့မတင်ငါလို့ပြစ်လိုက်တယ်ဆိုပြီးတော့အထက်ကိုတရေပို့လိုက်ပါလေ။ဟောအဲ့ဒီမှာကျွန်တော်တို့ လေးလပိုင်း29ရက်လေးလ2023မှာကျွန်တော်ကဒီ51နဲ့ထပ်ပြီးတွေ့ရတဲ့ချိန်မှာဒီအိမ်ဒီမှာရှင်းနေတဲ့ခါကျတော့ဒီသူတို့မိသားစုတွေကဘယ်မှသွားစရာနေရာမရှိလို့လို့သူတို့ပြောတယ်။အဲ့ဒါကိုသူကဒလန်ပါဆိုပြီးတော့ဒီ51တက်ကဘူးရအကုန်လုံးဟိုနေဖမ်းလိုက်ပါ။လက်အကုန်လုံးကျိုးတုပ်အတိုင်းမှာကျိုးတုပ်ပြီးတော့အိမ်ကိုမီးရှို့လိုက်ပါလေ။မီးရှို့တဲ့အချိန်မှာဟာအော်တဲ့အချိန်မှာဒီ51တက်ကဘူးရနေဖြစ်တယ် အာဆူညာပဲလို့ပြောတော့အသူတို့ဘက်ကိုဝင်နေဖြစ်ပြောတော့တွားပြစ်မီးချို့နေတန်းတန်းပဲပြစ်တက်ခိုင်းလိုက်ပဲပစုံမျောရွာတွေကစာသင်ကျောင်းတောင်ပါကျော်လူတန်းတွေကြားနေဆိုရင်ကျွန်တော်ကဖျက်သွားဖျက်လာလောက်ရတယ်အဲ့ကျောင်းကိုအဲ့ကျောင်းကိုကျွန်တော်ကြော်သွားတယ်ကြော်တဲ့အချိန်မှာပါအဲ့ကျောင်းသားရောက်တော့လူတန်းကြားလို့ဆိုပြီးတော့ခရုံးဆိုတော့အတန်ကြားလိုက်လို့ဆိုပြီးတော့ဟာဒီထဲမှာပါလဲပေါ့အဲ့ကျောင်းတော့ခွေးလို့တော့မရှိတော့ဘူးဆိုတော့အာဒါဆိုတော့လူပဲဆိုပြီးတော့ကျွန်တော်တို့တွက်ကြည့်တယ်တွက်ကြည့်ရင်ပါတမခွန်ကမရှိကအော်တမခွန်ခွန်ပေါ့ ခုံကအဲ့ရကတော့ကအဲ့ဆိုကိုလိုက်မဲ့ခမရောက်တွက်ကြည့်ကျွန်တော်ပွားထောက်ပြရမယ်ဒီတွက်ကြည့်ခိုင်းတယ်ကြည့်ရချင်းမှာကျွန်တော်တွားလဲတွက်ကြည့်လိုက်ရော လူတယောက်တွေ့ခဲ့ပါတယ်လူတယောက်တွေ့တော့ကျွန်တော်ဖမ်းလာခဲ့တယ်အဲ့ဒီလူကအသက်30ဝန်းကျင်လောက်ရှိပါတယ်အဲ့အဲ့ခမဘာသာလွတ်တာပေါ့သူကမေးတယ်အကတော်ကလေပေါ့သူကဘမလို့မဖြစ်ဘူးအကင်လို့ပဲပြောတဲ့ခါကျတော့ကင်လို့ရောဘယ်လိုသူကဘလူးပြောလို့ပြောနေမှမသိဘူးဒါပေမဲ့လူကစိတ်နှံ့လားမနှံ့ဘူးလားတော့ကျွန်တော်ယူစားတော့ကျွန်တော်ကတော့မယူစားတတ်ဘူးအဲ့ရှင်ပါ အားနဲ့တော့ကျွန်တော်မေးလိုက်တဲ့အချိန်မှာဘာမှလုံးလုံးမပြောတော့ဟာဒါဆိုရင်တော့ကတော့ကလေးပြောဒါဆိုရင် PDF ပဲဒီထဲမှာ PDF တွေအရင်တော့ခိုးအောင်ွားတာအဲမဲလို့ PDF တွေကချက်နေခဲ့တာမလို့ဘာလဲဘာလာထောက်လန်းတာလဲဆိုပြီးတော့ तू ကမေးတဲ့အချိန်မှာအားနဲ့မေးမင်းနဲ့ဒီဘက်ကျောင်းဒီဘက်နားလောက်ပါအဲဇေလန်းလောက်ပါကျွန်တော်ခေါ်သွားပြီးတော့အမေဒါဆိုတော့မင်းတို့အဖွဲ့ဒီဘက်မှာလဲ तू ကမေးတယ်မှန်မှန်ဖြေ तू က ဘာမှလို့မဖြစ်ဘူးကင်လို့ပဲပြောတယ်ကင်လို့လားရှမ်းလို့လားရှင်းလို့လားမသိဘူးအသက်30ဝန်းကျင်ဆိုတော့အဲဟိုသူကနေတော့တောက်တယ်အဲဟာမင်းအဲ့ဆိုလို့ရင်လောက်တော့မေးတာမဖြစ်ဘူးဟာဆိုလို့ကျွန်တော်ရှုပ်ခိုင်းပါလေကျွန်တော်ရှုပ်ခိုင်းပြီးတော့ကျွန်တော်ကင်ပြလာတဲ့ခါကျတော့သူကကျွန်တော်ကိုဒီခေါင်းကကင်လို့ပြောတယ်ခေါင်းကကင်ကျွန်တော်ခေါင်းကိုသူညင်အောင်ကင်ပြလာသူမေးနေတာကိုအဲ့သူရန်တက်ပြီးမေးတော့လည်းမဖြစ်ဘူးမဖြစ်အောင်ဟာဆိုလို့သူလေပင်ကိုကတော့ကခေါင်းကကတော့ကနေပေါ်လေပင်ကိုဓာတ်နဲ့စီးလိုက်ပါလေ ဒါလီးလိုက်လီးလိုက်ရချိန်မှာသူကလောကတော့ဆိုတော့ဟိုကျတော့မဖြေချုံဟာဆိုတော့လက်လီးလိုက်ပါလေခင်ဗျာရှင်းပြကမ်းမှာနှာရေးနှာရေးအိမ်နှာရေးရှိပါလေအဲ့နှာရေးရှိတဲ့အိမ်ကသူကပီတက်အိမ်ပါပီတက်တွေရောက်နေပါလေဆိုပြီးတော့သူတို့ကတွေပေါ့ဟိုနေတို့ကတွေပေါ့ကောက်ကွေးပါ ကောက်ကွေးကနေတို့ရှိကိုတရင်လှမ်းပို့ပါလေအဲ့နဲ့နေတို့ကတွေပေါ့ကျွန်တော်လှမ်းပြီးတော့တရင်ပို့ပါလေပို့တော့ရောဟာညီလေးလိုပဲကောက်ဟိုမှာရှင်းပြကမ်းထဲမှာတော့ ဒီနိုင်ရင်အရာ PTA ဖြစ်နေတယ် PTA တွေရောက်နေတယ်ဆိုပြီးတော့ကျွန်တော်တင်ပြလို့ရရှိမှာအဲဆိုရင်20ကိုပို့လိုက်လေဆိုတော့ဟိုခမိုင်းက20ကိုပို့လိုက်လို့ပြောတဲ့ရှင်မှာသူကအဲ့ငါလည်းပို့ပြီးပြီငါကြီးမင်းလည်းထပ်ပို့လိုက်အောင်ဆိုတော့အဲ့မှာကျွန်တော်လည်းထပ်ပို့လိုက်တယ်ထပ်ပို့ရင်မှာခမိုင်း20ကိုကျွန်တော်ပို့လိုက်ရှင်မှာဘူကြီးဘုံမှုနေလေးရှိကိုကျွန်တော်ပို့ပါတယ်အေးငါတို့လည်းအခုပဲစီစဉ်နေတယ်ဆိုတော့အမှန်ねကျွန်တော်ပြောပြီးတော့မိနစ်ပိုင်းမှာပဲခမိုင်း20ရလူပေါ်မှာကျွန်တော်ဟိုတရားဟိုဟာပေါ့120 တရားဟိုနေပေါ့တရား20မမတရား20မမသူကပြစ်ထုတ်လိုက်တဲ့ပြစ်လိုက်တဲ့ရှင်မှာ အနာရေးဟိုတဲသွားကြပါလေကြားတဲ့ရှင်မှာနာရေးအိမ်မှာ ရှိနေတဲ့လူကလူကလည်းအစုလိုက်အဲ့နေရာလဲသူကနာရေးရှာမဲ့နေဖြစ်နေခါကြတော့လူကစုလိုက်ပြုံလိုက်ဆိုတော့မှထပ်ပြီးတော့3ယောက်ပွဲချင်းပြီး3ယောက်ပွဲချင်းပြီးပါတယ်အဲ့တော့6ယောက်လောက်6ဟိုနေပေါ့6ယောက်ထက်မနေပေါ့ဒဏ်ရရှိပါကျွန်တော်ခုနလပိုင်း 2024ခုနှစ်လပိုင်း29ရက်နေ့စပြီးတော့ကျွန်တော်တို့ကရေပြူကောင်ကိုသူကရှင်းလင်းဝင်မယ်ဆိုပြီးညခင်တနာရီဖွဲလောက်မှာကျွန်တော်တို့စတင်ထွက်သွားပေးရပါတယ်။စတင်ထွက်သွားပေးရတဲ့အချိန်မှာကျွန်တော်ညခင်မှာစထွက်တဲ့အချိန်မှာကျွန်တော်ပါဝင်5ဦးကျွန်တော်ပါဝင်5ဦးတော့ကောက်ကွေးရွာနေတူဦးဆောင်ပါဝင်နောက်ပြီးတော့ကျွန်တော်မျိုးမလေးအဖွဲ့ရဆိုလို့ရှိရင်ဥက္ကလာကြီးဦးဆောင် မှုနဲ့လေးဦးမုတ်ခမှုရွာဆိုလို့ရှိရင်မုတ်ခမှုရွာကိုဝါလေးဦးဆောင်အားလို့ကျွန်တော်တို့ကအဲ့မှာကျွန်တော်စတင်ပြီးတော့ထောက်ခွာခဲ့ရပါတယ်ထောက်ခွာရခြင်းမှာကျွန်တော်တို့ကဒီအနောက်ကုန်းကျောင်းထက်ကိုရောက်တဲ့အချိန်မှာဒီနောက်ကတက်ကိုကျွန်တော်ဆောက်ရတယ်တက်ကိုတက်ကဆောက်တော့တက်ကသူ့လာတဲ့တက်ကဒီ984ခမရ984မိုင်းရှူတက်မိုင်းရှူတက်လို့ပြောပါတယ်အဲဒုတိယ ပုံမူကြီးပေါ့ဒုတိယပုံမူကြီးဥဆောင်ပြီးတော့အဲဒီမှာနောက်ပြီးတော့ဒီစစ်ကြောမှုလည်းပါတယ်စစ်ကြောမှုတို့တော့ဟိုကိုကဲမှုတွေပေါ့အဲ၃ဘွဲ့နဲ့ရာရှိတယ်ပါပါခင်ဗျအဲဒီမှာကျွန်တော်တို့ ਨੇ ကျွန်တော်တို့ကိုပွင့်လှုပ်ပြီးတော့အဲရှင်းခိုင်းတယ်ရှင်းခိုင်းတယ်ရှင်းခိုင်းတဲ့ချိန်မှာကျွန်တော်တို့ကလည်းဝင်ရှင်းပေးတယ်နောက်ဆုံးသူတို့လည်းဝင်ပြတဲ့ချိန်မှာအဲလူဒီရွာသားတွေထိကုန်တယ်ထိကုန်တဲ့ချိန်မှာထိတဲ့လူတွေထိပေါ်ကြားတဲ့လူတွေကြားအဲ့ဒါကိုနောက်ကလူကကားနဲ့ အဲ့လူတွေကိုပြဆွဲထုတ်သွားတာတော့ကျွန်တော်သိပါတယ်ခင်ဗျဘယ်ကိုဘလို့လောက်တယ်ဆိုတော့ကျွန်တော်ကအဲ့ဒါတော့ကျွန်တော်ဆက်လက်ကျွန်တော်မသိဘူးအဲဘာလို့လဲကျွန်တော်ကရှေ့ကိုဆက်ပြီးတော့မဲနေရတဲ့အတွက်မလို့ဒီနောက်ကိုကပြန်ပြီးတော့ကျွန်တော်ကဟိုပြန်ပြီးမသိနိုင်တာပါဟိုဒီတက်ကတော့သူကစာတကြောင်ဘက်မှာသူကထိုင်နေတာလေအဲရေပကန်ကြွားလေတဲ့စာတကြောင်အဲ့မှာထိုင်လာပြီးတော့သူကခေါ်ခိုင်းတယ်အကုန်လုံးဒီစာတကြောင်ကိုလာဆိုပြီးတော့ခေါ်ရခြင်းပါညနေလောက်အထိကိုသူတို့ဒီလူ အဲဆက်ဆက်တာပေါ့အဲဆက်ဆက်တာလူလူဦးရေဘလောက်ဘလောက်ရှိတယ်ဆိုတော့သူတို့ဆက်တဲ့ခါကျညနေကတိအောင်မပြီးဘူးအဲ့မှာဈေးသွားရောက်တဲ့လူတွေရှိတယ်သူကအဲ့ကျော်ကသူကဈေးရောက်ဈေးဝယ်သူကဟိုရောက်ဝယ်သမားညားတယ်အဲ့ညနေရင်ကျတော့၄နိုင်ခွဲ၅နိုင်လောက်ကျတော့အဲ့ဒီလိုပေါ့စိုက်ကယ်တက်ပြန်လာတာပြန်လာပြန်လာတော့ဟိုဘက်ထိပ်ကဝယ်ကျွန်တော်ဒီဝေကုန်းဘက်တဲ့ဟိုထွက်တဲ့ထိတ်နာမှာလမ်းပေါ်ရှိသေးတယ်ဟိုကျွန်တော်ဘယ်လိုပြောလဲတင်ကြကုန်းလမ်းလို့ပြောတယ် အဲ့လမ်းကိုသူတို့အဲ့ဘက်ကလူတွေဆိုတော့အဲ့ဘက်ကိုလာလာတဲ့အချိန်ကျတော့သူကကဲခမောက်တို့တရားဘယ်ကလာလာလဲဆိုတော့သူတို့ဈေးရောင်းပြီးပြန်လာတော့ပေါ့အဲ့နေတို့ကတွေပေါ့သူနေတော့နေတို့ဥဆောင်မှုနဲ့ကျွန်တော်ကနေရတာအဲ့နေတို့ကသူကစမေးလိုက်တယ်ခမောက်ဒီချိန်မှာပြန်လာဘယ်ကပြန်လာကြလဲဆိုတော့သူကဈေးရောင်းပြီးပြန်လာတာခမောက်ဒီချိန်နဲ့ဒီချိန်ခမောက်ဈေးရောင်းပြီးပြန်လာတာမဖြစ်နိုင်ဘူးခမောက်ကတော့ဒူးထောက်စီကိုထောက်ပိုင်းလာတယ်ခမောက်ဒီရောမှာလောက်ဖြစ်နေလို့ဆိုတော့ခမောက်မသိဘူးလားဆိုတော့သူကမေးတဲ့အချိန်မှာဟောသူတို့လည်းသိပါတယ်သိတယ်ဆိုတော့သူတို့ဖုန်းနဲ့လှမ်းဆက်ပြီးမေးတယ် ဝင်လို့ရပြီလားရပြီလားဆိုတော့ရပြီဆိုတော့တူတူဝင်လာခဲ့တာပြောတယ်အဲ့ဒီမှာမင်းတို့မလျော့ဘူးမင်းတို့ကပီတဲပဲဆိုတော့နေတော့ကတွေပေါ့သူတို့ပြောပါတယ်ပြောတဲ့ချိန်မှာမလျော့ဘူးဟိုကလည်းဘလို့ပဲပြောပေါ့သူကဒီနေတော့ကြတော့သူကအများကြီးတိကြတယ်အဲဆိုတော့ဒီကောက်ခွေရွာသားဆိုတော့အာမို့ကျမတို့လည်းပေါ့ဒီဒီရွာမှာသူမေးပြီးဝင်လာခဲ့တာအဝင်လို့ရတယ်ဆိုတော့သူတို့ဝင်လာခဲ့တာအာမဟုတ်ဘူးမင်းတို့ကပီတဲပဲဆိုတော့ဒူးတော့ခိုင်းပြီးတော့ နောက်ကျောဘက်ကလေပေါ့ကျွန်တော်အဖွဲ့ရောသူတို့အဖွဲ့ရောတက်ကအဖွဲ့ရောရှိပါခင်ဗျအားလုံးအနဲ့အဲ့ကိုကလို့ပြစ်ခိုင်းလိုက်ပြစ်တပ်လိုက်တယ်ပြစ်လိုက်ပြစ်တာသူတို့မတင်ငါလို့ပြစ်လိုက်တယ်ဆိုပြီးတော့အထက်ကိုတည်းပို့လိုက်ပါတယ်ဒီကိုယောက်ကအာသူတို့ကသူဒီပါဒီချိန်တည်းဒီချိန်သူပြက်လာတယ်အဲပြက်လာတာတစုတစီတည်းအဲဘာလို့ပို့လဲဘာအကြံစီလဲလည်းမသိဘူးဆိုတော့သူကခမ20ကိုတည်းပို့ပါတယ်ပို့လိုက်ချင်းမှာခမ20တော့ဘာကြောင်းမြန်မှုမှကျွန်တော်ကျွန်တော်မှမရရှိလိုက်ပါဘူး ဆိုတော့သူငူနဲ့ပဲပြီးနေရဆိုတော့သူကခေါင်းပေါင်းသူကဥဆောင်မှုနဲ့သူလုံနေရဆိုတော့အဲ့မှာကျွန်တော်တို့ကအဲ့ဒီတီဝချဗေဒမှာကျွာသားတွေကိုခေါ်ပြီးတော့ကျွန်တော်တို့တူးတာတူးရပါတယ်အဲ့ပေါ်တော်လန်းဆိုတာရှိတယ်တော်ရေပြူကဟိုကခွေကုန်းဘက်ကလာမယ်ဆိုလို့ရှိရင်တော့ညောင်လေးမြတ်တက်မယ်ဆိုရင်ဒီရေပြူကရွာရဲ့ထိတ်မှာအပေါ်တော်ဘက်ခွဲထွက်တဲ့လမ်းလေးရှိပါတယ်အဲ့ဗေဒမှာလည်းဟိုကျွန်တော်ဘဘူတူးညောင်းနေရှိတယ်ဒီဘက်ဘေးဒီတရားအဲ့ဒီပေါ်တော်ဘက်ကိုတောင်းမယ်ဆိုလို့ရှိရင်ဘယ်ဘက်ရှမ်းမှာပါအဲ့ဒါတီဝဘင်းနေရှိတယ် အဲ့ဘေးမှာအကုန်လုံးမြှုပ်ဟိုကျင်တူးပြီးတော့ကျွာသားတွေတော်တော်နင်းနေတူခိုင်းပြီးတော့အကုန်လုံးမြှုပ်ထားပါတယ်ကျွာကျောက်ကြား6ရောက်မိမ3ရောက်အမှနေလာတာနဲ့နေလာတာကြာလာတဲ့အမြပေါ့တော့ပါစားစရာလည်းမရှိတော့ကျွာတွေကဟိုကြက်တို့ဘာတို့ကျွန်တော်ပစ်စားကြတယ်ဘွာဘွာလည်းဟိုဘွာလည်းပြစ်လိုက်ဘွာလည်းပြစ်ပြီးတော့စားခဲ့အော်ရက်ဒီမှာတော့ကျွန်တော်ဒီနေအိမ်တွေရဲ့ပစ္စည်းတွေကိုကျွန်တော်တို့ထုတ်ပြီးတော့ကျွန်တော်ရောင်းစားခဲ့ပါတယ် ဘာရောင်းစားတော့ကျွန်တော်တို့ကတော့အတူအစတွေပဲကျွန်တော်ရခဲ့ပါတယ်ကျွန်တော်တို့ကရောင်းစားခွင့်တက်ကတော့ဒီအဲ့ဒီမှာဘာတက်နဲ့ဘယ်ဘယ်တက်နဲ့ရှင်းသွားလဲဆိုတော့ဒီ59 59တက်ကရဲဘော်ကြီးအဲ့ရဲဘော်ကြီးကတော့သူတို့ကကျွန်တော်တို့ဒီ engine တွေပါလေဆိုသူတို့သူ့မှသူတို့ရောင်းစားတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့လောက်တွေလည်းကျွန်တော်တို့မှမမျှော်လင့်ပါဘူး ဒါကျွန်တော်ကကျွန်တော်စားဖို့တရရန်ပြီးကြပဲဆိုတော့ကျွန်တော်အတူတော်လေးကျွန်တော်ကြောင်းစားခဲ့တယ်သူတို့တွေကတော့စက်တီရှိတဲ့ဒီအိမ်တွေကပြည်စည်းတဲ့အစားပေါ့သူထုတ်ယူရောင်းစားခဲ့တယ်အဲ့လိုနဲ့သူတို့လက်ချာသူတို့ဒီအိမ်ရမသိကြဘူးဒီမှာဟို NLD အိမ်လန်ဒီပါရှိတဲ့အိမ်ဒီပါတွေ့တယ်ဆိုလို့ရအဲ့အိမ်တွေသူတို့မီးရှို့ခဲ့ပါတယ်ခင်ဗျကျွန်တော်အဲ့ဒီ984တက်နေတုန်းကတော့အဲ့လိုဖြစ်ပြီးကျွန်တော်ဘယ်လိုပြောမလဲဆိုတော့သူမေးတယ်လိုက်လံစစ်ဆေးတယ်သူတို့ တက်ကအဖွဲ့တွေလိုက်ပတ်တယ်အဲကျွန်တော်တို့ဖွဲ့တွေပါခေါ်တယ်အဲဘယ်နေရာဘယ်လမ်းဘယ်သွားရဘယ်ရောက်တယ်ဆိုတာကျွန်တော်တို့မေးတယ်အဲ့မှာလေလှုပ်ပြီးတော့အဲ့ကျွန်တော်ကတော့လေတွေလုံနေကြရဘူးလေတွေလုံနေခါကျတော့ဟိုလေရလဲစပြီးဆိုက်ရတဲ့အချိန်ဆိုတော့သူလေတဲ့ဟိုဟို ပေါင်းသွားရှင်းတာတို့ဗျာဟိုရေသွင်းတာတို့ဘာလို့ရှိတယ်အဲ့ဒီပြတ်လာတဲ့ရွာသားခုနှစ်ဦးကိုသူကမမေးမမြတ်တဲ့ဟိုဘယ်လိုပြောမလဲဆိုတော့ဟာရန်သူပဲဆိုတော့သူတို့တက်ကအဲ့94မာယူတက်ကအဖေရလို့ပေါ့သူပြစ်ပလိုက်တယ် ်တန်းပြစ်လိုက်တယ်ကျွန်တော်ကပြောသေးရအရွာသားတွေရွာသားတွေပြောတာအာဒါခမရွာသားဆိုခမအာမခလူလာဆိုရင်ကျွန်တော်တို့မေးပါခမအဲ့မှာကျွန်တော်ကအပြစ်လည်းပြစ်ပေါ့အဲ့အနည်းကတော့သွားပြီးတော့ဒေါ်စရမသွားသေးဘူးသူတို့အမှသူတို့ဒီသူတိုင်မှုသူပုံမှုပေါ့ကျွန်တော်ခေါ်တယ်ဖိုင်ပြီးတော့ဖုန်းနဲ့ဆက်မေးတယ်ဟိုမင်းတို့လှုပ်ပြီးပဲလှုပ်ပြီးဆိုရင်လှုပ်ပြီးတဲ့အတိုင်းမင်းတို့ကဒီခါလေးလာဖြောက်ခလိုက်ဆိုတော့သူပြောပါခမအဲ့ဒါကျွန်တော်တို့သွားပြီးတော့သူတို့ကတော့တရားတော့ပဲလိုက်တော့တယ် ကျွန်တော်တို့ပြည်စော်ဒီအဖွဲ့နဲ့နေတို့အဖွဲ့နဲ့အဲ့ဒါတွေကိုသူမျောင်းနဲ့လှုပ်ပစ်ခိုင်းပါတယ်မျောင်းတော့ပစ်ခိုင်းပစ်ပစ်ချခိုင်းပါတယ်အခုကျွန်တော်ပေါ်တာဆွဲတဲ့ချိန်ရတော့ကျွန်တော်ကဘယ်နှချိန်လောက်ရှိမလဲဆိုရင်ကျွန်တော်7ချိန်လောက်ရှိပါတယ်ခင်ဗျ7ချိန်လောက်ရှိတယ်ဆိုတာဒါပေမဲ့ကျွန်တော်သွားဆွဲတဲ့အချိန်မှာတော့ကျွန်တော်ခေါပေါင်းကွီတုံခေါ်ကြော်ကြော်ငိမ့်ကြော်ကြော်ငိမ့်နဲ့ကျွန်တော်အပါဝင်အဲ့ပေါ့6ယောက်5ယောက်6ယောက်ခါကြ9ယောက် အဲ့လိုကျွန်တော်တို့ခြေရီပေါ်သွားပြီးတော့ဆွဲရခဲ့ပါတယ်ပထမနေ့မှာကျွန်တော်တို့ဆွဲတဲ့ချိန်မှာ၃ရောက်ရတယ်အဲဒုတိယနေ့မှာကျွန်တော်သွားဆွဲတာကတော့၂ရောက်အဲ၃ရက်၃ချိန်မြောက်မှာ၁ရောက်ရတယ်အဲ၄ချိန်မြောက်မှာကျွန်တော်ကဘလောက်ရတယ်အဲ့ဒီကဆိုလို့ချင်းကျွန်တော်တို့ထမင်းတော့မစားဘူး20နဲ့၁ရောက်ရခဲ့တယ်အဲ့မဲ့သူပြလွတ်တာပါကြာရှိရပါဟုတ်အဲ့ဒါနဲ့၅ချိန်မြောက်မှာကျွန်တော် နှစ်ယောက်လားမသိဘူးနှစ်ယောက်လားကျော်ရခဲ့ပါခင်ဗျဟုတ်ပါ6အဲ6ချိန်မြောက်မှာကျော်3ယောက်ရခဲ့ပါခင်ဗျ6ချိန်မြောက်3ယောက်9ချိန်မြောက်မှာ2ယောက်7ချိန်မြောက်မှာကျွန်တော်5ယောက်ရခဲ့တယ်အလုံးစုပေါင်းပြောရမယ်ဆိုတော့39ယောက်38ယောက်ဟုတ်ပါ38ယောက်အဲ့တော့ဟိုရတဲ့လူတိုင်းကကျွန်တော်တို့ကမ90မှာမထားပါဘူးခင်ဗျ ခမ20မှာမထားဘူးအရင်ဆိုခမ20မှာထားတယ်နောက်ပိုင်းကျခမ20မထားဘူးအခုဒီက2ယောက်ရ2ယောက်တခါ440ကိုတန်းဖို့1ယောက်ရရင်1ယောက်440ကိုတန်းဖို့အဲ့တော့ပို့တော့ပို့ရတဲ့ကားကကျွန်တော်တို့ဟိုကျွန်တော်ရဲ့ခေါင်းပေါင်းကြီးဥကြော့သေးသူ့ရဲ့ကားပရိုပေါအဖြူလေးနဲ့တော့ပို့ရပါဟုတ်ကဲ့